ဘွားရဲ့ profile ဆက်ကောင်းတဲ့နေရာတောင်း EOD ဘဏ်ရဲ့ MP credit card နဲ့ဖြတ်ထားတာ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလို့ဒီနေရာကိုတိုးတက်လာထားတယ်ဗြိတိန်နိုင်ငံရဲ့ဒုတိယမြောက်အမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာခဲ့တဲ့ Theresa May ဟာဗြိတိန်နိုင်ငံရဲ့အစိုးရအဖွဲ့မှဝင်ကြီးချုပ်ကိုအစားထိုးခန့်အပ်ခဲ့တယ်လို့သိရပါတယ်အဲ့လိုအစားထိုးခန့်အပ်မဲ့သူတွေထဲမှာ EU ကနေနှုတ်ထွက်ရေးအတွက်အဓိကဦးဆောင်ခဲ့သူ Boris Johnson အပါအဝင်နှုတ်ထွက်ရေးအတွက်အဓိကစီးရုံးလှုပ်ဆော်ခဲ့တဲ့သူတွေကိုယာရုတာဝန်ခံအမှုတွေပြုလုပ်ခဲ့ပါတယ် သူဟာအဓိကကြတဲ့ဝင်ကြီးနေရာတွေဖြစ်တဲ့ကျမ်းမာရေး၊ပညာရေး၊အလုံသမားရေးရာအဆရှိတဲ့နေရာတွေအတွက်လည်းဆက်လက်ခန့်အပ်သွားမှာဖြစ်ပါတယ်။ဒီလိုခန့်အပ်ရမှာနိုင်ငံသားရေးဝင်ကြီးရာတို့အတွက်ပေါ်ရီဂျွန်ဆင်၊ဘန်နာရေးဝင်ကြီးအဖြစ်ဖီလီဟမ်မွန်၊ပြည်ထရေးဝင်ကြီးအဖြစ်အမ်မာရု၊ EU ကနေခွဲထွက်ရေးဆိုင်ရာညှိနှိုင်းဆွေးနွေးသူအဖြစ်ဒေးဗစ်ဒေးဗစ်၊ကုန်သွယ်ရေးဝင်ကြီးအဖြစ်လီယန်ဖောက်တို့ကိုခန့်အပ်ခဲ့တယ်လို့သိရပါတယ်။လူမှုဆန္ဒခံယူပွဲမှာ EU ကနေထွက်ခွာမဲ့မဲအရေးအတွက်အပရာရှိခဲ့တဲ့နောက်မှာတော့ ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်ဟာယာရုကနေနှုတ်ထွက်ခဲ့ပြီးတော့နိုင်ငံရေးမတည်ငြိမ်မှုတွေငွေကြေးဈေးကွက်မှာကမောက်ကမဖြစ်စဉ်တွေကြုံတွေ့နေခဲ့ရတဲ့ဗြိတိန်နိုင်ငံကိုဝန်ကြီးချုပ်သစ်မေကတာဝန်လွှဲပြောင်းယူရတော့မှာဖြစ်ပါတယ်။ဝန်ကြီးချုပ်မေဟာ EU မှာဆက်နေဖို့ထောက်ခံခဲ့သူဖြစ်ပေမဲ့လည်းခွဲထွက်ရေးအတွက်ဥဆောင်လှုပ်ရှားခဲ့တဲ့လန်ဒန်မြို့တော်ဝန်ဟောင်းဘော်ရစ်ဂျွန်ဆင်ကိုအလွန်အရေးပါတဲ့နိုင်ငံသားရေးဝန်ကြီးယာရုခန့်အပ်ခဲ့ပြီးလူမှုဆန္ဒခံယူပွဲမှာအယူအဆကွဲပြားနေမှုတွေကိုမျက်မျက်ဆန်းဆန်းကင်တွဲဖြေရှင်းခဲ့ပါတယ်။ အသက်59နှစ်အရွယ်မေဟာဗြိတိန်နိုင်ငံရေးလောကမှာအခက်ခဲဆုံးတာဝန်တစ်ခုဖြစ်တဲ့ပြည်ထောင်စုဝန်ကြီးတာဝန်ကို6နှစ်ကြာထမ်းဆောင်ခဲ့ပြီးတဲ့နောက်မှာဗဟိုလက်ရရင်ကွန်ဆာဗေးတစ်ပါတီရဲ့ခေါင်းဆောင်ရာထူးနဲ့ဝန်ကြီးချုပ်တာဝန်ကိုပါဆက်လက်ထမ်းဆောင်ဝင်ရရှိခဲ့တာဖြစ်ပါတယ်။